ခမတကရုပ်ဟာငါပဲဝေဒနာငါပဲစိတ်ဟာငါပဲတဏှာငါပဲလို့ဥက္ကမောင်ပြောမရှုပ်နေတော့မှန်ပါပါဘုရားမရှုပ်ရှင်နဲ့မှန်ပါပါရှုပ်လို့ရှိရင်ဘုန်းကြီးများကစွရင်တဲ့သူများပြည့်စည်ကိုခိုးอยู่တာမှန်ပါပါသူများပြည့်စည်ကိုခိုးอยู่သူများဆိုတာကဥက္ကမောင်သိပြီရုပ်တရားကိုလည်းပြည့်ပြင်ထားတာ၄ပါးရှိမှန်ပါပါအဲ့ဒါသူများကြား မှန်ပါဗျာမကြဘူးလားနန္တရားကိုလည်းပြည့်ပြင်ထားတာနှစ်ပါးမရှိဘူးအဲသူတို့နှစ်ပါးကပြည့်ပြင်ထားလို့ခေတ္တရာကြီးပေါ်နေတဲ့သင်္ခါရတရားကိုငါးပိုင်းငါးဆိုင်ငါမထိနဲ့ငါကုငါးပိုင်းတယ်အမလေးကြွားလုံးနဲ့ဝါလုံးတွေကသိမ့်များမှန်ပါဗျာငါကုငါးပိုင်းတယ်လို့ဆိုပြီးကငါသွားခြင်းသွားနိုင်တယ်ငငါရှင်အိမ်နိုင်တယ်ငါစားခြင်းစားနိုင်တယ်အစရှိတယ်နဲ့သင်္ခါရတရားမှမသိတော့ငါဝင်ရှုပ်မှန်ပါဗျာ သင်္ကာရတရားမှမသိတော့မရှုပ်ကြဇမ္မာနဲ့ဒကာရမတို့မရှုပ်ကြဇမ္မာနဲ့လို့သတိပေးလိုက်ပါတယ်ပြောတဲ့အရှုပ်မဟုတ်ဘူးထင်တဲ့အရှုပ်မပါစီဘူးပြောတာကတော့ပြောတာပေါ့ခမောင်းရငါသူမှမပြောလို့ရှိရင်ပြောစရာမရှိဘူးပြောတာတော့ပြောပါတော့တကယ်တော့အထင်ဆွဲပြီးဒီကလာမပြောလိုက်ပါနဲ့ဆိုတာကန့်ွက်လိုက်တယ်သဘောပါကြအကဲ တကယ်ထင်မှတ်ကြံလို့ရှိရင်အခုဆရာဘုန်းကြီးဟောထားတဲ့ဩယုတ်တရားမှာအကြောင်းလေးပါးကပြုပြင်လို့ပြောနေတယ်။နန္တရားမှာအာယုံဒွါရဆိုတဲ့အကြောင်းတစ်ပါးကပြုပြင်လို့ပြောနေတာဖြစ်သောကြောင့်ယုံနဲ့နံပဲရှိတော့ဘူး။အင်းသူတို့ပြုပြင်ထားတဲ့သင်္ခါရတရားတွေကိုငါတော့ဖြင့်ရှုပ်လို့မတော်တာအမှန်ပဲလို့ယနေ့ဆုံးဖြတ်ချက်ချပါမှန်ပါပါဘုရား။သဘောကျလား?ကျပါပါဘုရား။ဆုံးဖြတ်ချက်ချပြအောင်ချပါနော်။မှန်ပါပါ ခမတခန္ဓာ၅ပါးငါကုငါအထင်းလာကြတယ်မှန်ပါဗျာဒီအကြောင်းတွေမသိခြင်းကြောင့်ငါကုငါအထင်းလာကြတယ်မှန်ပါအခုဒီကရမတွေထိုင်နေကြတဲ့ဟာနာယုတ်ပဲရှိမှန်ပါဗျာခြံနိုင်ခန္ဓာ၅ပါးပဲရှိကိုယ်ပိုင်ကိုယ်ဆိုင်မြတ်ပါကြမှန်ပါဗျာကိုယ်လုပ်ထားတာမြတ်ပါကြမှန်ပါဗျာမပါတော့ကြောင့်ဒီထက်မှငါငါဥစ္စာဝင်မရှုပ်လိုက်ပါနဲ့ရုပ်ဟာငါပဲငါဥစ္စာပဲဒီလိုမျိုးကြပဲမှန်ပါဗျာ စိတ်ရတယ်ငါပဲငါဥစ္စာပဲလို့ပြုကြပါဘူးအဲ့ဒါတရားဓမ္မတို့ငါကဒိဋ္ဌိငါဥစ္စာကယုတ်ဟာခုခမောင်လွဲကုန်ပြီမလွဲသေးဘူးလားငါကဒိဋ္ဌိအဲ့ဒီဒိဋ္ဌိကဒီဥစ္စာယုတ်တရားကိုသူကငါပဲငါဥစ္စာပဲလို့ဥပါဒ်စွဲလိုက်တယ်စွဲလိုက်တော့ငါရိဥသောတခုဝင်ခိုးတာမသေးကြဘူးသိကြပါဘူးအဲ့ဒါတတ္တဝါတွေအပေရောက်လာတာသူမဆိုင်တာကိုဝင်ပေးတဲ့ကာလ အုပ်စည်းကျင်တဲ့အတွက်ခိုးမှုကြောင့်အပယ်ရောက်ရတယ်။ဒါပြန်ဒိဋ္ဌိရတခိုး။မှန်ပါပါ။သူများလှုပ်ထားတဲ့ပစ္စည်းကိုသူကငံကောက်စာဝင်လှုပ်လိုက်တဲ့အတွက်တခိုးခိုးတတ်တဲ့ဒိဋ္ဌိကြောင့်ဒဂရမတွေဟာအပယ်ရောက်ရတယ်။ဒါပြန်ဥက္ကမောင်ရေအပေရောက်ချင်းအကြောင်းယနေ့ပေါ်သွားမှန်ပါပါသူတစ်ပါးလှုပ်ထားတာကို ်ငါငါဥစ္စာလို့ခိုးပြီးသောကြောင့်ဒကာဓမ္မတွေဘာဖြစ်ရသတ္တန်တရားလုံးသူများပြည့်စည်ကိုခိုးခိုးလာကြတယ်ဗျာဆိုလိုက်ပါလားဆိုလိုက်ပါဘယ်ဘုရားလွတ်ခဲ့တဲ့တုံးတော့အမေးထုတ်ရင်ဘုရားမလွတ်ပါဘူးဗျာဒါဖြင့်လူပြည့်တက်လာလိုက်ခိုးလိုက်ဟုတ်လားနတ်ပြည့်တက်လာလိုက်ခိုးလိုက်အပေရောက်လိုက်တက်လာပြန်အပေကနှစ်ရှိလို့ပြန်တက်လာပြန်ဒီအခိုးဝါဒနာမစွန့်တဲ့အတွက်ဘယ်ပြန်ရောက်အောင်ဘယ်ပြန်ရောက် အပေပဲပြန်ရပါမယ်ဆိုတာသိကြကြသိကြပါဘူး။ဩဒါဖြင့်တရားဓမ္မတွေဒီဘုရားမှာဒီဒိဋ္ဌိတွေဥသောတခိုးခမည်းတော်ရှင်းပေးမယ်လို့မလာလို့ရှင်းဖြင့်ခိုးမြဲပဲခိုးနေဦးမှာ။မှန်ပါဘူး။အဲဒါကြောင့်အပေလေးပါးမှာမြင်နေရတယ်ဆိုတာလေတရားဓမ္မတို့ကြည်ကြည်နတ်နတ်သဘောကြပါ။မှန်ပါဘူး။ကောင်းဒိဋ္ဌိဘယ်လောက်ဆိုးလဲ။မှန်ပါပါဆိုးပါ